မန္တလေးတိုင်းမတရားမျိုးနယ်ထဲမှာစစ်ကောင်စီကစစ်ကြောင်းသုံးခုဖယ်ပြီးနယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာပါမတရားမျိုးပေါ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းပစ်ကူပေးတာတို့ကြောင့်တိမ်ဖြားတဲ့စခန်းများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေကပြန်လည်လွတ်ထားရပေမဲ့အတက်နိုင်ဆုံးခုခံတိုက်ခိုက်နေစေဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်စစ်ကောင်စီကစင်ကူမျိုးကိုပြန်သိမ်းပိုင်နိုင်ရေးအတွက်မတရားနဲ့တပိတ်ကျင်းတွေကတစ်ဆင့်စင်ကူနယ်ဘက်ကဦးတည်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ် မရယာဘက်မှာစစ်ကြောင်းကငြိမ်မငြိမ်ဘူးဗျကျွန်တော်တို့တင်္ဂါတောင်ဘက်ကစစ်ကြောင်းကမရယာနဲ့မြောက်ချမ်းကျွန်တော်တင်္ဂါမြောက်ရွာရဲ့နောက်ဖက်နေပုကုန်းရွာဘက်ကိုကူးလာပါတယ်ဗျကူးလာပြီးတော့ကျွန်တော်တို့မရယာမြောက်ချမ်းကျွန်တော်တို့ချောင်းမကြီးရဲ့မြောက်ဖက်တင်္ဂါမြောက်ရွာရဲ့နောက်ဖက်နေပုကုန်းရွာဘက်မှာကျွန်တော်တို့ထိတွေ့မှုတွေတော့ဖြစ်နေတာပေါ့ကျန်းစစ်ကြောင်းနှစ်ကြောင်းကကျွန်တော်တို့မရယာနဲ့မြို့နယ်ရှစ်မြောက်ချမ်းဆယ်တော်ကြီးဘက်ကိုဦးတည်နေပါတယ်ဗျ စစ်ကောင်စီကမြို့ပေါ်နေရာတွေမှာပြည်ပြင်းပြင်းပြင်းရွေးကောက်ပွဲလုပ်နိုင်မှုမန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေကမြို့တွင်နာမကန့်နိုင်အောင်ဖိအားပေးတိုက်ခိုက်နေတာပါ နင်းကြံတောင်းတာနဲ့ထိုးကြီးမျိုးတွေပေါ်မှာတပြိုင်တည်းရွေးကောက်ပွဲပြုလုပ်မှာမဟုတ်ပဲလုံခြုံရေးထိန်းနိုင်အောင်အလှည့်နဲ့ရွေးကောက်ပွဲပြုလုပ်သွားဖို့ပြင်ဆင်နေတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကကြေးရွာတွေဘက်ကိုပြရပေးစစ်ကြောင်းထိုးနေချိန်မှာဒေသကကော်ရဲ့အဖွဲ့တွေကမျိုးရင်းကြီးကစစ်ကောင်စီခေစခန်းတွေကိုပျောက်ကြားထိုးစစ်ဆင်ပြီးတံပြန်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသကကော်ရဲ့အဖွဲ့တွေကပြောပါတယ်နိုဝင်ဘာ၄ရက်နေ့ကမြင်းညံမျိုးနယ်လယ်တစ်ကြေးရွာကပြူစောချင်းနဲ့စစ်ကောင်စီပူးပေါင်းခေစခန်းကိုမြင်းညံခရိုင်တပ်ရင်းခုံကပျောက်ကြားဆင်းနေတဲ့ဝင်ရောက်တိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်သား ားနဲ့ပြူစောတိဆယောက်တမနဲ့ဒေဆုံးခဲ့ပါတယ်။မြင်းညံမျိုးနဲ့ရောတော့မြင်းညံခမာယ15ပေါ့နော်စစ်တပ်နဲ့ကျွန်တော်အနီးဆုံးပေါ့နှစ်မိုင်လောက်မှရှိတဲ့မန်လေးမြင်းညံတရာဦးလမ်းပေါ်မှာရှိတဲ့လက်တက်ကစစ်စေးဂိတ်ကိုဝင်ရောက်ပြီးတော့စီးနှင်းတိုက်ခိုက်ခဲ့တာပါ။အဲဒီမှာကပခါရောစခါရောရခါရောသုံးဘွဲ့လုံးထိုင်နေတာရှိပါတယ်။ဒီသွားတဲ့ထဲမှာ လက်တက်မှာအစင်ဆက်အုပ်ကြီးလုပ်တဲ့ငမင်းဆိုတဲ့တယောက်ပါသွားတယ်ပေါ့နော်ဒီနေ့လာရေးတချို့သွားတယ်လို့သိရပါတယ်အဲဒီပွဲမှာစခပခရခတေဆုံတဲ့ရင်ကတော့ချစ်ကောင်ကိုရရှိပြီးတော့ဒဏ်ရတာ10ရောက်လို့နေမီကန်နေရဲ့ပြောကြားချက်အရကျွန်တော်တို့သိရပါတယ်ဒီရွေးကောက်ပွဲကိုဟန်တာမယ်ဆိုတာနဲ့နောက်ဆက်မယ်ဆိုတာမျိုးထက်ကျွန်တော်တို့ကကျွန်တော်တို့လှုပ်ရှားရှိတဲ့ကျွန်တော်တို့ကရန်သူကိုရန်သူလိုရင်ဆိုင်ပြီးတော့သူတို့ကိုတွန်းလှန်တော်လှန်မှုဒါမျိုးပဲကျွန်တော်တို့မှာရှိပါတယ်ဟုတ် အောက်တိုဘာ29ရက်နေ့ကမိုးကုန်းနဲ့မိုးမင်းမြို့တွေကိုတန်အန်တက်မလို့ DNL ကလက်လွတ်မယ်လို့ကြေညာပြီးနောက်ရှမ်းမန်းနယ်စပ်စစ်ရေးအခြေအနေတွေရှုပ်ထွေးနေတာပါမန္တလေးဒေသတွင်မှာစစ်ကောင်စီကစစ်ရေးအရှိန်မြင့်နေသလိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကလည်းတော်လန်စစ်အတွက်လူငယ်သက်သားသစ်တွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်ဖို့ကြိုးစားနေပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။